ကျွန်တော်တို့ပုံမှန်ကမနှက်စာတွေနှိမ့်တယ်စာတွေစိုင်တယ်ကျွန်တော်အများကြီးရိုက်တယ်ဒီနေ့တော့တူတူချာချာပဲကျွန်တော်ညာပိုင်းဖမင်းကျော်စိုင်တွေကျွန်တော်ရန်ကုန်မှာအများကြီးရှိတယ်အဲ့ဒီမှာရွေးချယ်စရာနောက်တစ်ဆိုင်ကိုကျွန်တော်ဒီနေ့ဖတ်ခေါ်သွားပေးပါမယ်အဖမ channel ကျိုးလို့ပါရယ်ကတ်ဆန်းဆိုင်လေးပဲမှတ်ရလဲလွယ်ရယ်ဗျာနာမည်ကဒီကိုလာတဲ့ဆိုင်နံပါတ်ဒီကိုလာဟိုဒီစီလည်းသွားစရာမလိုပါလဲဆိုင်နံပါတ်ဒီကိုလာဒါပဲ ဆိုင်ရတဲ့ပြင်းလန်းစင်လာတာကလုံးဝ vibe ကအယမ်းမိုက်တယ်ပြီးရင်ညက်နေ9နိုင်ခွဲ6နိုင်မှာစဖွင့်တာနောက်ထပ်ကျွန်တော်တဘောအကျဆုံးတစ်ချက်ကပါလဲဆိုတော့ဒါလူငယ်တွေယူရဲ့ဥစည်းဥဆောင်လုပ်ထားတဲ့ဆိုင်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကိုဒီဇိုင်းဝင်ရောက်လာမင်္ဂလာပါကျွန်တော်တို့ဒါဒီကိုလာညနေခင်းထမင်းကြော်စားရပါကျွန်တော်ကအာညနေခင်းထမင်းကြော်စားဖြစ်တော့ကျွန်တော်အာညနေ9နာရီရနေပြီးတော့အာည9နာရီအထိကိုကျွန်တော်ဖွင့်ပါတယ်အဲပြီးတော့ကျွန်တော်အားလုံးကအာဒီလူငယ်တွေပဲကျွန်တော်တငယ်ချင်းတွေကိုစုဖွင့်တာပါဘောနော် ဖွင့်တာတလားလောက်ပဲရှိအောင်ငါထင်တယ်ကျွန်တော်မက်ဆာမှာဖွင့်တာဗျာကျွန်တော်ဒါတကြံပြီးပြီးချင်းကိုကျွန်တော်ရောက်လာတာဒီဆိုင်မှာကျွန်တော်လည်းတကားမှမစားဘူးမစားဘူးလို့ကျွန်တော်သူ့ရတာလည်းမသိဘူးဒီထမင်းကြော်ဆိုင်ကိုသူများနဲ့မတူတဲ့ဟင်းတွေပအောင်လို့ချဲ့ထားတာပေါ့နော်ပြီးတော့ညီမကမော်လမြိုင်သူဖြစ်တဲ့တက်ချောင်းမလို့မော်လမြိုင်အငွေတက်တွေပအောင်လို့ထည့်ထားတယ်အဲ့ကြည့်အောင်ဥပမာအာကြက်ကလေးကြက် ကြက်ကလေးကျဆိုလို့ရှင်မော်လမြိုင်ဘက်ကဒါချိတ်မှတ်လို့တော့ဖြစ်နေတာပေါ့နော်။သူကအနှစ်များများနဲ့ပြီးလို့ရှင်အာခမင်းဖြူနဲ့လည်းစားလို့ရတယ်။ခမင်းကြော်လေးနဲ့လည်းတော့လိုက်ဖတ်တဲ့ဟင်းလေးထည့်ထားတယ်။ကြက်ကလေးကျပါမယ်။ပြီးလို့ရှင်ကြက်မွန်ကြက်လည်းရှိတယ်။ကြက်မွန်ကြက်တော့သူကအေးတောက်ပုံစံဒါပေမဲ့အချင်းလေးနဲ့မယမ်းပြားလေးနဲ့ဆိုတော့ခမင်းကြော်ဤရနဲ့အဲ့ဒါလည်းဆိုရင်တော့ကွက်တီပဲ။ပြီးတော့ဝတ်မယမ်းပြားလည်းရှိသေးတယ်။ဒီအထောင်းလေးကတော့အာဒီသမင်းကြော်ဆိုင်မှာပေါ့နော်ဘယ်လိုပြောရမလဲ ခြင်ပြုံးပြုံးလေးနဲ့တခုခုအချင်းပြေအီပြေစင်မဲ့ဟာလေးပေါ့အဲ့လိုမျိုးလေးထည့်ထားပေးတယ်အရင်ကတော့မယန်ဒီထောင်းတယ်အခုကတော့မယန်ဒီတုံးသွားလို့ပြည့်ပြီးထောင်းနောက်ဒီလိုဒီတည့်ရတိပုံပါရင်တော့ခြင်ပြုံးပြုံးလေးတခုကိုထပ်ထားရမယ်ထင်တယ်မိုက်တယ်ဗျအဲ့သမင်းကြော်လေးပေါ့ဒါပုံမှန်ဆိုလို့ရှိရင်တည့်ရပါသူတို့တင်ထားသမျှပါဗျာအများကြီးတော့မဟုတ်ဘူးဒီလိုရှိရင်ညာဘက်သမင်းကျော်တို့ဆက်ဆံလေးတွေနဲ့စားမှာကြက်ကလေးကြက်တို့ကြက်မွန်ဟင်း ဝတ်မယမ်းပြတော့ဒါဝတ်ချိုရင်ကတော့ဒါစိုင်ထဲမှာတော့ရပါတယ်အဲ့လိုအဲ့လိုမျိုးဆန်းဆန်းလေးရင်တော့စားရပါတယ်စားကြည့်ရပါဘူးစိုင်လုံးလိုက်တော့ဆွဲလိုက်တော့အာဆွဲပါအေးဆွဲပြီဘာကြိတ်ဘာကြိတ်မလဲကျစ်မွန်ကျက်ချင်းဆက်ကလေးအဲ့ဒါစားပါစားတော့ရမထွက်တော့ဟောဒါပဲစားပါလားပြီးပါရှင်ဘဲဥဘဲဥကိုပြုတ်တယ်ပြုတ်ရဲဘဲဥအလုံးလိုက်ပြန်ကြော်တယ်ကြော်ပြရှင်ချက်ထားတာအရင်စားလို့မလားအဲ့ဒါစားပါအစားမယ်အစားပါဦးလေ အေးနည်းနည်းစမ်းလာဆိုတော့ဟောဝတ်မယန်းလေးဟဲ့ဝတ်မယန်းလေးစမယ်အဲ့ဆိုအီအီပြေးလိုက်မယ်ဒီငါဒီငါမွေလေးကြည့်ကောင်းဝင်ပုံပဲကျွန်တော်ရောသမီးရောလိုက်တယ်ဟောမပါမဖြစ်ပဲဆွဲပဲဆွဲပဲโอเค တသမီးတော်မစားရင်ကျွန်တော်တို့သုံးနှန်းစင်လာရအောင်ရောဆန်ပေါ့ဆန်ကောင်းမကောင်းอ่ะဆန်မကောင်းလည်းဆန်မပြေဘူးကြာသမီးတော်ကဒါကဘာဆန်နဲ့ကြော်တာရှင်ဘူးပေါ့ဆန်မွေးရှင်ဘူးပေါ့ဆန်မွေးသူ့ကျယ်နဲ့ကြော်တာဟောသမီးတော်တွေကရတာရှိဟင်းပြန်ပေးလိုက်ရမလားမပေးပါတော့စားအောင်ပဲခဏကြည့်ပါဦးချမောင်ရင်ချမောင်ရင်အရေးကြီးနေလားအော်ပေါင်းနေဟာ 没开嘞，哎，嗯、是啊，好，你到我这买去。OK，什么问题搞的？怎么样？他的米椒，啥吧？芥末酱。嗯、OK，呀呀呀，俺老早发的呀。嗯，米椒是的吧？ တက်မှုရယ်စားတော့ပါကဲငပီတော့ငပီတော့နဲ့ဒီသမဲကျော်နဲ့တော်တော်လိုက်တယ်လို့ပြောနေရတာနော်မစပ်ပြက်နေရလို့လေတော်တော်အစဉ်ပြန်မှငပီတော့နဲ့သမဲကျော်တော်တော်လိုက်ကဲဘဲဝတလုံးနဲ့ရောဘိုးဘဲဝတော့အကျိုးရအောင်တက်နိုင်ကျိုးရအောင်ဘဲဝရဟိုပြောလို့စိတ်ရမို့ကဲတင်းတင်းလေး အရင်ညွှန်းနေတယ်စံအားညွှန်းနေနှစ်ကောက်သုံးကောက်ရှိတယ်မိုက်ရယ်နော်ရှင်နေအဆက်လေးမသိနေတာလေးပါဒါမဲ့တော့ကောင်းတာဒါဆရာကြီးချန်သွားတယ်ဘဲဦးတင်းတင်းလေးဒါလေးနဲ့ရင်စဖွင့်လားစက်သွန်ကြီးရဲ့နှစ်ကောက်လုံးဝရှယ်နိုင်ခြင်းပဲ OK，正路呢就冇好多，正路还差不多就冇好多。当们家现在吃他的，哎呀了，没有正路没有，是滴滴叉叉，年年年年，吃比嘛，是得比嘛，吃他的，哎呀了，蹦出来没有正路一样的，那这么白乎下面吃的。 อืมကျွန်တော်ဝမ်မယန်းဆိုတော့ငနေချင်မဲ့တနာချုပ်ချင်လေးဗျဒါတော့ကျွန်တော်စားကြင်လုံးလုံးမှားရတဲ့ငားမွေတောင်းလေဗျအင်းနေရသူ့အရသာနဲ့သူချက်တဲ့လူကနိုင်နိုင်ငင်းနေတေးတေးချာချာချက်ထားတဲ့အရသာကိုကျွန်တော် စားမိရဒါဆိုင်အသင့်နော်ကျွန်တော်တို့ဒီနေ့ညစားရပြောရတဲ့ဟာတွေကကျွန်တော်တကယ်ရတဲ့အရာတွေပဲကြည့်ပြကဲကျွန်တော်ရောနေရနေလာဝဘယ်ဒီဆိုင်ကတော့သိပါဘူးမောဘကဝိဒ္ဓတွေပါခင်းအနှစ်ကိုနိုင်တာတော့ခင်းအနှစ်လေးတွေအရသာရှိရှိလေးတော့ကာ တော့လာကြိုက်သွားပြီခမင်းနဲ့ပုံသွားတယ်ဘာလို့ရမလဲဆိုတော့ကျွန်တော် live ဝတ်ထားမှာကျွန်တော်ကျွန်တော်တော့တပွဲနှစ်ပွဲနှစ်ပွဲဒီကို live ပွဲလေးနှစ်ပွဲလောက်ဟုတ်ဆယ်ရဲ့လေနော်အင်းလေးရောလိုက်ပွဲလိုက်ပွဲအနှစ်ကအနှစ်ကတော့ share ပဲဗျာ ကျွန်တော်ဒီနေ့ဒီဘဲဥကိုတင်းတင်းလေးချက်ထားတယ်ခင်းကြီးဒီလေးချက်ထားတဲ့အနှစ်ကိုကျွန်တော်တော့ကြွေတယ်ဥပမာမာလာကြီးချက်ထားတဲ့အနှစ်နဲ့တော်တော်အတူပဲမာကပြီးတာဘောဘီကြီးရဲ့မပြီးတော့ရဲ့မြေသီးကျော်လေးရဲ့အဲ့ဒီဟာလေးပြီးတာအဲ့သုံးမျိုးဒါပဲအပြစ်လုတ်တာမဟုတ်ဘူးအသေးချာကြက်ကြက်နက်နက်လေးလုတ်ထားတဲ့ပုံစံမျိုးမြေသီးကျော်ဆိုလည်းတေချာလေးကိုကျော်ထားတဲ့စွန့်သွန်လေးတွေပါအဲ့လိုတေချာတစ်နှစ်တစ်ချက်လုတ်ထားတဲ့ပုံစံမျိုး ချင်းတွေကကျွန်တော်ပုံမှန်နဲ့ပြောရမှာဆိုအာထိချာတိရှိတယ်ဗျာစားရအောင်ချင်းတစ်ခုချင်းတွေကသမင်းညောင်းနဲ့ဒါအလိုက်လို့ခံစားတယ်သူတို့ပြောတာဒါမှန်တယ်အဲဆိုင်ရောဆိုင်တဲ့ဗျာပိုင်တတန်းလာသားလေးပဲရှိသေးတယ်တော်တော်သေးမှုသေးတယ်ဒါပေမဲ့ဒီလက်ရောင်ကိုသူတို့စက်သိမ်းနိုင်မယ်ဟေ့ဆိုလို့ရှိရင်ရောစိတ်ကြဒီဆိုင်ပေါက်သွားဒါပဲတော့သာတော့ အဲလိမ့်စာကတော့လွယ်လွယ်လေးပဲဟိုဟာပြီးသားလမ်းမပေါ့ပေါ့တော်လို့ပေါ့ဟာပေါ့တော်ပြီးသားလမ်းမပေါ့ပြီးပါရဲ့သင်္ကန်းကျောင်းအမှတ်နဲ့ကျောင်းရှိတဲ့တဲ့မှာပဲတိုင်လေးကလင်းလင်းထင်းလေးနေနဲ့ထားနဲ့ထားနဲ့ဟိုထားနဲ့လားဟိုထားနဲ့ကျောင်းရှိပါလင်းလင်းထင်းလေးနေနဲ့တသက်ရဲ့ကလေးခက်တဲ့နေလေးစားရမယ်လားဒီစားလေးစားပဲမှတ်မထားနိုင်တော့ရောဆိုင်နံပါတ်လည်းမှတ်တော့ဆိုင်နံပါတ်ကဒီဟိုလာနော်အိုးပတိသွားတယ်မလို့ဒီဟိုလာတော့ရန်ကုန်ထဲမှာညနေ9:00ခွဲ6:00တော်လို့ရှိရင်နောက်ထပ်စားလို့ကောင်းတယ် ညာထမင်းကျော်နောက်တစ်ဆိုင်ထပ်တိုးတာပေါ့ဗျာကျေးဇူးများကြီးတော့ပါโอเคကျွန်တော်တို့အခုဟာဟင်းနေရာလဲတိတိကျကျကျွန်တော်တို့ဒါ chef ကနေပြီးတော့ဒါတီးတက်ဒီလိုကောင်းကောင်းမွန်မွန်နဲ့တေချာစားလို့ကောင်းအောင် view site ကျွန်တော်တို့ဟာချက်ပေးတာဖြစ်တဲ့ကျွန်တော်တို့လာပြီးတော့အာနီးစမ်းပြီးတော့စားကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ